ားလုံးမင်္ဂလာပါရှင်16ရက်6လ2025အတွက်ကိုဒီဥစ္စာ 3D 20 site လေးတွေပြပေးမှာပါရှင်အဲ့တော့ဒီ20 site ကလေးတွေကတော့လူတိုင်းလည်းသိနေကြပြီဆိုတော့အစအနေအဆုံးအထိမပြတော့เนาะဒီဘက်ကနေကိုဖာတီကိုလေး screenshot လေးရိုက်ပြီးတော့ပြန်တွက်ယူလို့ရပါတယ်ရှင် screenshot လေးရိုက်ယူထားပါရိုက်ပြီးတော့ပြန်တွက်လို့ပြန်တွက်ကြည့်လို့ရပါတယ်ရှင်အဲ့တော့ဒီဥစ္စာပြီးခဲ့တဲ့တစ်ပတ်က3-5နှစ်လို့ထွက်သွားခဲ့ရပေါ့နော်အဲ့ဒီ3-5နှစ်ကိုထွက်ခဲ့ပြင်မှာသူက388ကနေအာ ဒီမှာ339ကိုလို့ထွက်တဲ့388လို့ထွက်တဲ့အပင်ဒီကနေစတွက်ပြီးမယ်နော်388လို့ထွက်တဲ့အပင်မှာထီထွက်ကဏ္ဍက2 1 3 388 2 3 6ဒုတိယ396ပထမဆုံးထီထွက်ကဏ္ဍက8 2 6ဒီ2က2ကိုယူတယ်ဒီ3က3ကိုယူတယ်ဒီ6ကလည်း6ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့1တကို2ပွင့်တူတော့3 3ကို4ပွင့်တူတော့ခွန်1ရဲ့ပါဝါ6 3ရဲ့ပါဝါ6ခွန်ရဲ့နှက်ခတ်က3ညအဲ့ဒီမှာဘာထွက်ခဲ့လဲ3 3ည9လို့ထွက်ခဲ့ပါရဲ့ရှင် 3390တို့ထွက်တဲ့ဘဲမှာထိတွေ့ကဏ္ဍက2931390ဒူရီယာ6ခွန်ပထမဆုံးထိတွေ့ကဏ္ဍက1390ဒီ2က2ကိုယူတယ်ဒီ6ကလည်း6ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်သုံးမတ်တဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့2 2ကို2ပွင့်တော့လေး4ကို4ဝင်တော့8 2ရဲ့ပါဝါခွန်4ရဲ့ပါဝါကို8ရဲ့နှခါက1အဲ့ဒီမှာကြတော့ तू က352လို့ तू က2တလုံးအပါနဲ့352လို့ပဲကြားခဲ့ပါရှင့် ၃ငါးနှိပ်လူကြထွက်တဲ့ပင်မှာထိခွဲကဏ္ဍက၅ငါးကို၃ငါးနဲ့ဒူရီယာ၂၀ပထမဆုံးထိခွဲကဏ္ဍက၃လေးကိုဒီ၅ကငါးကိုယူတယ်ဒီနှစ်ကလည်းနှစ်ကိုယူတယ်ဒီ၉ကလည်း၉ကိုယူတယ်၃မှတ်တဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့၉ကို၂ပွင့်တူတော့တစ်ကို၄ပွင့်တူတော့ငါ၉ရဲ့ပါဝါလေးတစ်ရဲ့ပါဝါ၆၅ရဲ့နှက်ခတ်က၃ဒီအပင်မှာ၉တက်ငါ၄လျှောက်၃ကြီးလည်းဖြစ်နိုင်တယ်၊သူကအပီးပေါက်လည်းဖြစ်နိုင်တယ်၊ပရိတ်လည်းဖြစ်နိုင်တယ်၊သူကအပီးပေါက်တွေလည်းထွက်တတ်ပါရဲ့ရှင့် အပီးပေါက်တွေလည်းထွက်တတ်တယ်နော်အဲ့တော့ဒါကတော့ key bait လေးတွေပြပေးတာပါပြီးခဲ့တဲ့တစ်ပတ်လုံးကတော့မိုးရေမပါရရတော့သူက3 5နှစ်ကို3ခွန်နှစ်လို့တဲ့ main ကဏ္ဍပေါ့နော်ပြီးခဲ့လိုက်တာပေါ့3ခွန်နှစ်လို့တဲ့ main ကဏ္ဍပြီးခဲ့လိုက်တာအဲ့တော့တလုံးလွဲခဲ့ပါရှင်ဒီမှာပြီးခဲ့ဘက်ကမပါလေးကိုခွန်ပိုင်နှစ်ပိုင်တလုံးပိုင်ပေါ့နော်ဒီထဲကနေတလုံးပိုင်ပြီးခဲ့တယ်အဲ့တော့ ဒီဥစ္စာတွေအကုန်မှန်ခဲ့တဲ့ငါးထိပ်သေးတာတွေဒီမှာငါးခါသေးလို့ထည့်မိလိုက်တဲ့အတွက်ကြောင့်လို့ခွန်ကိုထည့်လိုက်တာအဲ့တော့ငါးဆစ်ခါသေးတာငါးတလုံးဖောက်သွားခဲ့တယ်တစ်ပိတ်သေးတယ်ဒီမှာပေဒံကလည်းမှန်ခဲ့တယ်နောက်တစ်ခါပရိတ်ကလည်းမှန်ခဲ့တယ်အဲ့ဒီမှာတင်3ခွန်နှစ်3ခွန်နှစ်လို့ပေးခဲ့တယ်အဲ့တော့၃တလုံးပိုင်းနဲ့၃ခုနဲ့အဲ့တော့မိုးပြီးခဲ့တဲ့တပတ်တုန်းကတွက်ပြထားတဲ့အဲဒီတပတ်မှာတော့အတွဲရလဲ ီအတွဲပဲပြန်ကြမှာနော်ပြီးခဲ့တဲ့ဘက်ကအရင်ဘက်ကအတွဲရင်ဘက်ကအတွဲကြီးနဲ့ပြောတာဒီတစ်ပတ်လည်းဒီအတွဲပဲပြန်ကြမှာပဲဒီတစ်ပတ်လည်းဒီအတွဲပါပဲရှင့်အဲ့တော့အတွဲခဏနေလေးပဲ screenshot လေးရောက်ထားပါဒီတစ်ပတ်မှာလည်းဒီအတွဲပါပဲအဲ့တော့အတွဲသီးတဲ့မတင်ပေးတော့ဘူးနော်ဒီအတွဲတွေပဲဆောက်ရမှာပါရှင့်ဒီတစ်ပတ်မှာလည်းအဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကအပူခွားမဟုတ်ရင်ဒီထည့်ရထွက်မယ်ဆိုတဲ့ဥစ္စာလေးရသူက235ကြိုက်တဲ့အွက်ကိုတော့အာထိုးရမှာပေါ့နော်ဒီထည့်ကကိုကြိုက်တဲ့အွက်လေးတွေအာထိုးလို့ရပါတယ်အဲ့တော့235ဆိုတော့ ့၃ငါးနှစ်ထွက်သွားခဲ့တယ်ဒီတိကျပဲထွက်သွားခဲ့ပါတယ်ဒါကတော့ထိတ်ပေးခဲ့တာပေါ့နော်၃ညာ၁နှစ်၃ကိုထိတ်ပေးခဲ့တယ် YouTube မှာလည်းတင်ပေးခဲ့တယ်ဒါကတော့ပေးတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကပဲထွက်သွားခဲ့ပါတယ်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကဘာဖြစ်လို့၃ခုနှစ်ကိုရွေးလိုက်တာလဲဆိုတော့အိုင်ငါးခါသေးလို့ဒါပြီးခဲ့တဲ့တစ်ပတ်တုန်းကတွက်နီးပြပေးထားတယ်ဒီမှာတွက်နီးပြပေးထားတယ်အဲ့တော့ဒီတွက်နီးဆိုင်ကိုကတော့ပြီးခဲ့တဲ့တစ်ပတ်ကလည်းပြပေးလိုက်တယ်အဲ့တော့ဒီ ခုနှစ်ရာနေစမှန်းခဲ့တယ်။ထိုင်းထီကနာ၆လုံးထဲမှာဒီထိတ်၅ရဲ့ဒီ၃ရရဲ့ဒီ၃ရရဲ့၃လုံးပေါင်းလိုက်တဲ့ခါကျတော့ငါငါ့ကိုတင်မတန်နဲ့ပေါင်းတော့၆၆ခွန်တစ်လုံးအပါဒီမှာခွန်လို့ကြားခဲ့တယ်။ရှိရဲ့ခွန်ရဲ့ခွန်ရဲ့ပေါင်းလိုက်တော့နှစ်နှစ်ကိုတင်နဲ့ပေါင်းတော့၃၃လေးတစ်လုံးအပါနဲ့ဒီမှာ၄လို့ကြားခဲ့တယ်။ရှိရဲ့ကိုရဲ့လေးရဲ့ပေါင်းလိုက်တော့တစ်တစ်ကိုတင်နဲ့ပေါင်းတော့နှစ်နှစ်သုံးပါနဲ့ဒီမှာ၃တလုံးလို့ကြားခဲ့တယ်။ ွန်ရဲ6ရဲ3ရဲပေါင်းလိုက်တော့6 6ကိုတင်နဲ့ပေါင်းလိုက်တော့ခွန်ခွန်8တလုံးအပါနဲ့ဒီမှာ8နဲ့ခွန်နဲ့2လုံးအပါကြခဲ့တယ်ဒီမှာ6 6ရဲ8ရဲခွန်ရဲပေါင်းလိုက်တော့1 1ကိုတင်နဲ့ပေါင်းလိုက်တော့တင်မတန်နဲ့ပေါင်းလိုက်တော့2 2သုံးအပါနဲ့ဟာ2လို့ကြခဲ့တယ်ဒီ2ရဲ2ရဲခွန်ရဲပေါင်းလိုက်တော့1 1ကိုတင်နဲ့ပေါင်းလိုက်တော့2 2 3တလုံးအပါနဲ့ကြတော့3လို့ကြခဲ့တယ်။2ရဲ့8ရဲ့8ရဲ့ပေါင်းလိုက်တော့ ရှစ်ကိုတင်မတန်နဲ့ပေါင်းလိုက်တော့ကို63ညအပါနဲ့ဆိုတော့336လို့ကြားခဲ့တယ်ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့2ရဲ့3ညရဲ့6ရဲ့ပေါင်းလိုက်တော့1တစ်ကိုတင်နဲ့ပေါင်းတော့2 2 3တလုံးအပါဆိုတော့2လုံးကြားခဲ့တယ်သူက2လုံး2လုံးနေလဲအတွဲလိုက်ကြားခဲ့တယ်ဒါကြောင့်မို့လို့2 3အတွဲကိုရွေးပြီးတော့မှဟိုက3ထိပ်ကိုကြိုက်တယ်3ထိပ်ကိုကြိုက်တော့မှ3ထိပ်ကိုကြိုက်ပြီးတော့မှ3ခွန်နှဲလို့ဆိုပြီးတော့မှမိန်ကနပေးခဲ့တယ်ဒီ3ခွန်တော့ကဘာလို့ထည့်ပေးတာလဲဆိုတော့ လုံးပိုင်ကိုတုံးယူထားတယ်၃နှစ်အတွက်၃ခွန်အတွက်၃လေးတွဲ၂ခွန်အတွက်၂လေးတွဲဒီဥစ္စာကတော့ဒီအတွက်နီးနဲ့အတွဲယူလိုက်တာဒီအတွက်နီးနဲ့အတွဲယူလိုက်တာပေါ့နော်ယူပြီးတဲ့အခါကျတော့မှပြီးခဲ့တဲ့တပတ်တုန်းကတခါဒီမှာထိတ်ခါအပိတ်ပေတာလေးပေတာလေး၃ငါးတလုံးကလည်း၃ကိုပဲယူထားခဲ့တယ်နောက်တစ်ခါ၃၈တလုံးကိုလည်း၃ကိုပဲယူထားခဲ့တယ်၂ပိုင်ခွန်ပိုင်ကိုဒါ၂လုံးပိုင်ကိုလည်းယူဒါပြီးခဲ့တဲ့လိုက်မှလည်းနှစ်နှစ်ပြောခဲ့တယ်နော်ဘုံသူကဏ္ဍနှစ်တလုံးလို့ပြောခဲ့တယ်ဒါကတော့ထိတ်တာကတော့အပိတ် ဲ့တော့ထိတ်တွေအပိတ်တွေနဲ့သူကပရိတ်ပရိတ်ကတော့39248ကိုပရိတ်ရတာပြီးခဲ့တဲ့တပတ်ကနော်အဲ့ဒီမှာတင်သူက3ပရိတ်ကိုဘာလို့3ခွန်3ထည့်လဲဆိုတော့မွေးကဏ္ဍလည်းဖြစ်တဲ့အတွက်ကြောင့်3ပရိတ်ကအသက်ဖြစ်တယ်73ပရိတ်ပေးထားတာဒါမဲ့လို့3ဟာမွေးကဏ္ဍဖြစ်တဲ့အတွက်ကြောင့်3လုံးပိုင်လည်းရထားလို့3ခွန်3ဆိုတဲ့ကဏ္ဍအပူခွာထွက်ခဲ့ရင်3ခွန်3ပဲထွက်မယ်ဆိုပြီးတော့အဲ့ဒီထဲမှာသူကဒီ73ပရိတ်ကိုထုတ်လိုက်တဲ့အခါကျတော့ ိုင်မှာ2 4 9 3ညပြိတ်ပဲကြံ့တယ်ဒီ2 4 9 3ညကိုသုံးပိုင်နဲ့အတွဲနဲ့ထုတ်လိုက်တဲ့အခါကျတော့ခဏန်းကဒါပဲရတယ်အဲ့တော့ခဏန်းနေထုတ်လိုက်တဲ့ဒီပြိတ်နဲ့ပေါ့နော်အဲ့တော့3နှစ်အတွဲကို2 4 9 3ညပြိတ်လုတ်တယ်3ခွန်တွဲကို2493ညပရိတ်လုတ်တယ်3လေးတွဲကိုလည်း2493ညပရိတ်လုတ်ရပရိတ်လုတ်ထားတာပေါ့နော်အဲ့ဒီမှာ तू ကဒီမှာ3နှစ်တွဲ3ခွန်တွဲ2ခွန်တွဲဆိုတော့ तू ကအတွဲတွေတူတဲ့အတွက်ကြောင့်ခဏန်းတွေတူတယ်ခဏန်းတွေတူတာကိုကြာတော့ဒီလိုလေးတွေဖြတ်ထားပါပေါ့နော် အဲကနန်းတူတာလေးတွေကိုလိုက်ဖြတ်ထားတယ်ဒီလိုလေးတွေပြန်ဖြတ်ထားတယ်နောက်တစ်ခုကတခါသူကဒဲအာမထွက်ကနန်းနေနဲ့တခါဖြတ်ချလိုက်တယ်ဒဲအာမထွက်ကနန်းနေနဲ့တခါဖြတ်ချပြီးတော့မှအဲ့လိုဖြတ်ချတယ်နောက်တစ်ခါနောက်ပိတ်နဲ့မတူတဲ့ကနန်းနောက်ပိတ်နဲ့မတူတဲ့ကနန်းဆိုလို့ရှိရင်ဒီဥစားလေးဒီမှာကိုယ်ဆိုနောက်ပိတ်မပါဘူးပေါ့နော်မနောက်ပိတ်မပါဘူးမပါတဲ့ခဏန်းလေးကိုကြက်ရှည်ခတ်ထားပြီးတော့ခါကြတော့မှအဲ့မှာခဏန်းရွေးထုတ်လိုက်တယ်ရွေးထုတ်တဲ့အခါမှာသူကရွေးထားတဲ့ခဏန်းက၁၂၃၄၅၆ ခွန်ရှစ်ခဏရှစ်ွက်အဲ့တော့ဒီထဲမှာအကုန်လုံးဒါနောက်ပိတ်နဲ့မကြီးတဲ့ခဏနဲ့ကြက်ရှိခတ်ထားတယ်အားလုံးပေါင်းမှာခဏက6ွက်ပဲရှိတယ်6ွက်လား1 2 3 4 5 6 8 9ခွက်အဲ့တော့ဒီဥစ္စာဒဲကနာ9ခွက်9ခွက်ရှိတယ်အဲ့ထဲရမှာကကိုကဒီ3နှစ်အတွဲကိုကြိုက်တယ် သုံးထိပ်နှစ်နောက်ပိန်နဲ့ဒဲမိန်ဆိုပြီးတော့အစောစောပြထားတယ်နော်ဒဲမိန်ဆိုပြီးတော့ပေးခဲ့လိုက်တယ်အဲ့တော့ပေးတဲ့ခဏန်းတွေကပေးတဲ့ခဏန်းတိုင်းကဒီထဲကခဏန်းတွေပဲကိုကရွေးပေးခဲ့တာပဲဒီထဲကခဏန်းတွေကိုပဲရွေးပေးခဲ့လိုက်တာပဲဒါကတော့မိန်လို့တင်ခိုင်းထားလိုက်တာအဲ့တော့ဒါအရန်ပေါ့နော်အရန်ထိုးခိုင်းလိုက်တယ်အရန်ထိုးခိုင်းတယ်ဒီနှစ်တစ်ခွန်ကလည်းပဲဒီမှာနှစ်တစ်ခွန်လို့အဲ့တော့ဒီထဲကခဏန်းတွေကိုပဲပေးခဲ့လိုက်တာအတဝဲတွေနဲ့ထုတ်ပြီးတော့ပေါ့နော်အဲ့လိုပေးခဲ့တယ် အဲ့တော့ဒါမှမဲ့လို့ဘာ3 5နှစ်လို့မပါသွားခဲ့ဘူး3 5ငါတို့3 5နှစ်3နှစ်ခွန်3ခွန်နဲ့ကဏ္ဍတစ်ခုတော့နှစ်ကွက်စီယူတယ်3နှစ်ကို3 6နှစ်အဲ့မှာ6နောက်ပိတ်မရှိဘူး2နောက်ပိတ်ရှိတယ်အဲ့တော့ဒါတွေရွေးထုတ်လိုက်တယ်အားလုံးပေါင်းတော့ဒဲကိုွက်ဒါအကုန်ပေးရင်ပေါက်တယ်မှန်ပါတယ်ဒါမှမဲ့လို့ကိုကအဲ့လိုမျိုးတွေအကုန်မပေးပြလိုက်ဘူးလုံးပိုင်းရလဲ၃ပိုင်းရလဲဒီ၃ပိုင်းနေရာမှာလဲဒီတစ်ဘက်မှာတစ်လုံးနဲ့ရထားတာပဲလုံးပိုင်းတစ်လုံးနဲ့ရထားတယ် ၃ဘိုင်နေရာမှာတစ်လုံးနဲ့ရထားတယ်ခွန်နှစ်ဘိုင်နေရာမှာကလည်းတီးတန်းပေါ့နော်သူကလည်းရထားတယ်ပြီးခဲ့ဘက်ကဒီမှာ၃ဘိုင်ရတယ်ခွန်နှစ်ဘိုင်နဲ့အဲ့ဒါကိုရွေးတာပေါ့နော်၃နှစ်တွဲ၃ခွန်တွဲကိုအကြိုက်ဆုံးဖြစ်နေရပေါ့အဲ့ဒါကိုလည်း၃ခွန်နှစ်လို့ပဲကိုကလည်းကြိုက်နေရအဲ့လိုဖြစ်သွားတယ်၃ငါးကလည်းတစ်လုံးဆိုတော့၃ပဲရွေးတယ်၃ငါးငါးကကုစားနှလုံးစလုံးထွက်သွားတယ်၃ရှစ်တစ်လုံးကလည်း၃ကိုပဲရွေးထားလိုက်တာပဲထိတ်တယ်ပိတ်တယ်နဲ့ပရိတ်တယ်နဲ့ နောက်ပရိသတ်တာတွေနဲ့အကုန်လုံးရွေးချလိုက်တဲ့ခါကျတော့ဒီကဏ္ဍကိုးွက်ထဲရပဲထွက်သွားခဲ့တဲ့ရွေးတဲ့ကဏ္ဍနဲ့မှပါတယ်ပေးတဲ့ကဏ္ဍနဲ့မှမပါဘူးအဲ့လိုဖြစ်သွားခဲ့တယ်ဒါကတော့ဒီတွက်နင်းနဲ့အဲ့လိုရွေးထုတ်လိုက်တာပဲဒီတွက်နင်းနဲ့လုံးပိုင်နင်းနဲ့ရွေးထုတ်လိုက်တာဒီတွက်နင်းကလည်းအခုအစောနာပြောတဲ့အတိုင်းသိသွားခဲ့ပြီနော်အခုဒီတပတ်မှကျတော့၃လေးတစ်လုံး၅၅ရယ်၅ရယ်ဆိုတော့၃ညာ၃ညာရယ်၂ရယ်ပေါင်းတော့၂၂ကိုတင်မတန်နဲ့ပေါင်းတော့၃၃လေးတစ်လုံးအပါလဲနှလုံးလုံးကြတာတယ်နော် ဲ့တော့ပြီးခဲ့တဲ့တပတ်တုန်းကပြခဲ့တဲ့ site ပဲပြီးခဲ့ပါကဒါနှစ်ခွန်အချိန်နဲ့လေးနှစ်အချိန်အဲ့တော့နှစ်ကဘုံတူကဏန်းဖြစ်နေတယ်လို့ပြောခဲ့ရနော်နှစ်တလုံးပိုင်းကဘုံတူကဏန်းဖြစ်နေတယ်လို့အဲ့တော့ဒီ၈နဲ့၃နဲ့ပေါင်းတော့၁၁၆တလုံးဒီ၅နဲ့၇နဲ့ပေါင်းတော့၂၂ခွန်တလုံးဒီ၆နဲ့၇နဲ့ပေါင်းတော့၃၃၈တလုံးဒီမှာကြရနော်ဒီလို၃ည၅တလုံး၃ညကြတယ်ဒီလို၂ခွန်တလုံးက၂လို့ကြတယ်ဒီလို၅၃ညတလုံးဒီအပင်မှာ၅၃ညတလုံးနောက်တစ်ခုကဒီ၈နဲ့၅နဲ့ပေါင်းတော့၃၃ကို၇နဲ့ပေါင်းလိုက်တော့ အဲ၃ခုနဲ့ပေါင်းလိုက်တော့၃ညအဲ့မှာ၃ညတုံညာခွန်တလုံးတုံညာခွန်တလုံးကလည်းသူကဘာလို့ကြလဲခွန်လို့ကြခဲ့တယ်ဒီ9ရက်6ရက်ပေါင်းလိုက်တော့တစ်တစ်ကိုခွန်နဲ့ပေါင်းတော့ရှေ့ရှစ်တစ်တလုံးကလည်းပဲသူကဘာလို့ကြခဲ့လဲရှစ်လို့ကြခဲ့တယ်ဒီရှစ်နဲ့ရှစ်နဲ့ပေါင်းတော့6အဲ့တော့6နှစ်ခါကကို6 9တလုံးကလည်း9လို့ကြခဲ့တယ်ဒီလို9 9ရက်9ရက်ပေါင်းတော့4 4နှစ်တလုံးကလည်းသူက2လို့ကြခဲ့တယ်ဒီအပြင်မှာတော့ဒီနှလုံးပေါင်း6 6နဲ့2နဲ့ပေါင်းတော့ရှေ့ရှစ်တုံးကလည်းအာရှစ်တုံးမဟုတ်ဘူးရှစ်တစ်ရှစ်တစ် ဒါ၈၃လုံးမှာပြီးတော့ရေးမိတာအဲ့တော့၈၁တလုံးပေါ့နော်အဲ့တော့၈၁တလုံးကလည်းပဲဒီအပင်မှာ तू ကတလုံးကြပေးရမယ်ပေါ့အဲ့တော့9၃ည8ဒီမှာ3လေးအဲ့တော့ခဏန်းတွေကတော့မတူတော့ဘူး3လေးတလုံးရဲ9တုံညာတလုံးရဲ8တလုံးရဲခဏန်းနေရမတူတော့ဘူးဒီထဲကမှလုံမိုက်တစ်ခုနဲ့ကိုကရွေးထုတ်ရမှာပေါ့လုံမိုက်နဲ့ရွေးပြီးတော့မှအဲ့တော့သူတို့ကိုတွဲပြီးတော့မှလုံမိုက်နဲ့လိုက်ကပ်ပြီးတော့မှ လုံးမိုင်တစ်လုံးနဲ့အဲ့တော့ကိုရထားတဲ့လုံးမိုင်ကတော့ဒီထဲမှာမပါဘူးအဲ့ဒီလုံးမိုင်ကဒီထဲမှာမပါဘူးလုံးမိုင်ပြီးသန့်ဖြစ်နေတယ်အဲ့တော့ကိုရထားတဲ့လုံးမိုင်တစ်လုံးကိုဒီအတွဲတွေနဲ့သူတို့ကိုတွဲပြီးတော့မှကပ်ပြီးတော့မှပဒိန်းနဲ့ထုံမယ်လုံးမိုင်ထုံမယ်ထိတ်တွေအပိတ်တွေနဲ့ထုံမယ်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်ကလိုပဲဒါကတော့ဒီလိုပဲအကွက်ကတော့ထုံမှာပဲထွက်တာမထွက်တာတော့ကန်တရားပေါ့နော်အကွက်ကတော့ဒီလိုပဲထုံမှာပဲအဲ့တော့ဒီလိုမျိုးတွေအကွက်ထုတ်ပြီးတော့မှမတွဲကနန်းနေမထွက်ကနန်းနေနဲ့ ပယ်ချပြီးတော့မှမဘာတို့ပေးမယ်ဒီတစ်ပတ်မှာ6ခွက်ရရင်6ခွက်လုံးပေးမယ်10ခွက်ရရင်10ခွက်လုံးပေးမယ်အဲ့တော့ဒီတစ်ပတ်မှာတော့အဲ့ဒီလိုမှန်းထားပါရှင့်ကိုရဲ့မဘာတွေလည်းအောင်မြင်စေခြင်းနဲ့အဲ့တော့မိန်ကနန်းကိုလည်းမိန်ကနန်းတင်ပေးပါမယ်အားလုံးကိုလည်းပောက်စေခြင်းပါတယ်အဲ့တော့ဒါကတော့ဒါကတော့တဲ့ရမထွက်ကနာ3တုံညာကိုတော့ကလည်း3တုံညာကိုဒီထဲမှာမပါခဲ့ဘူးเนาะမပါခဲ့ဘူး3တုံညာကိုလည်းမှန်သွားခဲ့ပါရဲ့ရှင် ဲ့တော့ပြီးခဲ့တဲ့တပတ်တုန်းကပုံငါးနှစ်လို့ထွက်ခဲ့တယ်။သုံးငါးနှစ်ဆိုတဲ့ကဏ္ဍလည်းလုံးဝမပါခဲ့ဘူး။ဒါကတော့ဒဲအာမထွက်ကဏ္ဍပေါ့နော်။သုံးငါးနှစ်ဆိုတဲ့ကဏ္ဍလည်းဒီထဲမှာမပါခဲ့ပါဘူးရှင်။မပါခဲ့ဘူးနော်။အဲ့တော့စကွင်ချော်လေးရိုက်ထားပါ။ဒါသုံးငါးနှစ်ကိုတွက်ထားတာပါရှင်။ဒီရှားလေးစကွင်ချော်ရိုက်ထားနော်။ မှန်တယ်မှားတယ်ဆိုတာကတော့တွက်နေအတိုင်းပေးတာမဟုတ်လို့အာမတော့မခံပါဘူးရှင်ဒါပေမဲ့လို့ကိုအောမဲ့ကနာဟာဒီထဲမှာပါနေလို့ရှိရင်တော့တထောင်မထိုးမကြရင်တော့တထောင်နှထောင်ဘိုးလောက်ပဲထိုးပါသူကတော့မထွက်တာများပါတယ်အဲ့တော့ဒဲရောပတ်လဲရောသူကမထွက်တဲ့ကနာနေပါဒါကတော့အဲ့တော့အမှန်အမှန်ဆိုတာကတော့တွက်နေဒီမဟုတ်လို့အမှန်အမှန်ရှိမှာပါ အမှန်အမှန်ကိုလက်ခံပေးလို့ရှိရင်ကျေနပ်ပါပြီရှင်နောက်ပြီးတော့မန်ပါကြီးကတပတ်စာမှာ9000 2018တည်းကတပတ်စာ9000ယူလာခဲ့တာအခုချိန်ထိလည်းတပတ်စာ9000ပါပဲရှင်39648 180 40လေးဒီဖုန်းနံပါတ်က KP ဝေပေးအကောင့်ရှိပါတယ်ဒီဖုန်းကတော့ Telinor ဖုန်းနံပါတ်ကသူကဝေမန်နီအေဂျင့်အကောင့်မဟုတ်လို့ KP အကောင့်လည်းမရှိဘူးဝေမန်နီအကောင့်လည်းမဖွင့်ထားပါဘူးသူကဝေမန်နီအေဂျင့်အကောင့်ဆိုတော့ဘာမှဖွင့်လို့မရဘူးပေါ့နော်အဲ့တော့ ဒီဖုန်းနံပါတ်ထဲဟိုတာကေဘေးဝေဘေးနဲ့လွှဲပေးလို့ရမှာပါအဲ့တော့ငွေလွှဲပြီးလို့ရှိရင် Viber နဲ့ Screenshot လေးရိုက်ဖို့ပါစောစောကလို့တွေ့နီးဆိုင်ကလေးတွေတော့အကုန်လုံးလိုချင်ပါတယ်ဆိုလို့ရှိရင်တော့ Viber နဲ့တက်ပုံရိုက်ပြီးအဲ့ဥစ္စာကိုပို့ပေးမယ်ဒီတစ်ပတ်မှာကိုဖောက်ကိုလည်းထိုးတတ်အောင်ရှင်းချင်ပြီးတော့လည်းလောက်တတ်အောင်ပေါ့နော်ဒီတစ်ပတ်မှာတော့အကုန်လုံးကို Viber တွေ Messenger တွေကနေအဲ့ဒီတွေ့နီးဆိုင်ကလေးကိုတွေ့ပြီးကြနဲ့အဲ့လိုမျိုးလေးပို့ပေးမယ်ဒီတစ်ပတ်မှာအဲ့တော့အဲ့ဒါလေးတွေလည်းပို့ပေးပါမယ်အဲ့တော့ မန်ပါဝင်မဲ့သူကဒီတပတ်မှာမေးတဲ့လူရှိတယ်ဘယ်လိုမေးတော့ဆိုတော့မန်မိုးရေးတဲ့မန်ပါကြီးကဘလောက်လဲတဲ့တပတ်စာ900လို့ဆိုတော့တကယ်လို့များလွဲချော်မှုဖြစ်သွားခဲ့လို့ရှိရင်တဲ့နောက်ဥပတ်တွေရောဘယ်လိုလုပ်ပြီးလဲတဲ့ဘယ်လိုမှမလုပ်ပြီးပါဘူးရှင်လို့ပြောလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့မန်ပါကြီးတပတ်စာ900ဆိုတာမက်ဆီပိုကတာတာနဲ့မက်ဆီပိုကတာတာလေးပဲရှိပါတယ်။မက်ဆီပိုက Viber တွေ Messenger တွေ Telegram တွေကအကုန်ပတ်ပြီးတော့ပို့ရတယ်ဖုန်းမစစ်ကလည်းပို့ပေးတယ်။ ဲ့တော့ message တစ်ခါပို့လို့ပို့ရဆိုလို့ရှိရင်အများကြီးနော်ဟို message တွေပို့ရတာဆိုတော့ message နဲ့တင်မဲ့ဖုန်းပေကိုထည့်လိုက်တယ်6 6000လောက်ပုံတယ်အဲ့ဒါနိုင်ငံခြားဖုန်းတွေရောပြည်တွင်းဖုန်းတွေရောအကုန်လုံးကို message ပို့တဲ့အခါကျအဲ့လိုထည့်ရတာကိုဖုန်းပေအဲ့လောက်ကုန်တယ်အဲ့ဒါအဲ့လိုပြောရင်ယုံမှာမဟုတ်ဘူးကြီးကျယ်လိုက်တာလို့ပြောလိုက်မယ်ပို့ကြည့်လိုက်ပါအဲ့တော့အများကြီးပို့ရတဲ့အခါကျတော့ direct ထဲတစ်ခါလဲအဲ့လိုပို့ချလိုက်တယ်ပို့ချလိုက်တဲ့အခါကျတော့အဲ့လောက်ကုန်တယ်အဲ့တော့ message ပို့ခါနဲ့ဒီ Telegram Messenger Viber နဲ့အကုန်ပတ်ပြီးတော့ပို့ပေးတယ်။ member တွေကိုအကုန်ပတ်ပြီးတော့ပို့ပေးတယ်။အဲ့တော့တပတ်စာ9000ကျပ်ကိုများတယ်ထင်ရှိလို့ရှင်ရမဝင်ပါနဲ့2018တည်းက9000ခေါ်လာတာခုချိန်ထိလည်း9000ကျပ်ပါပဲရှင်မပြောင်းလဲပါဘူး။အဲ့တော့ဒါကတော့ပညာကြီးတောင်းမှတပတ်စာ9000ဆိုတာမျိုးကတကယ်တကယ်ကြတော့ပညာကြီးတောင်မရှိပါဘူး။အဲ့တော့ တတောင်းနေတတောင်းခွဲနှစ်တောင်းနေလဲခေါ်တာမဟုတ်ဘူးမန်ပါကြီးတပတ်စာ9000ဆိုတာဟိုမုံဘိုးဘီတလောက်လေးပဲရှိပါတယ်ကိုဖာကိုမုံဝယ်စားရင်တော့9000နဲ့အခုခေတ်ကမှာဘာအောင်မစားရပါဘူးအဲ့တော့ကျေနပ်မှုရှိလို့မပါဝင်ပဲဆိုလို့ရှိရင်300ကို၄နေရှိ၁၈ကို၄လေးဒီနံပါတ်ကို KB ဝေပေးနဲ့တွဲပေးလို့ရပါတယ်၁၂ရက်နေမှာတော့မပါဒီစီကနာပို့ပေးမှာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်